ျွန်တော်ကုလေးမတွေအားလုံးပဲမင်္ဂလာပါနော်။ကြားအားလုံးပဲကျွန်တော်16ရက်မှကျွန်တော်17ရက်လေးလ2025အထိပေါ့နော်။ကျွန်တော်ဒူးလီပဲဖြစ်ပါတယ်။တပတ်စာကျွန်တော်အထူးမွေပတ်တီနဲ့ကျွန်တော်အထူးမွေ၃ပုဒ်ကိုခြားပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်။ကြားအားလုံးပဲကျွန်မေစုကြီးဒူတီမှာလည်းပဲကျွန်တော်ရဲ့အထူးမွေပတ်တီနဲ့အထူးမွေ သုံးခွင်းနဲ့အားလုံးပဲအတူကြီးပေးနိုင်ကြပါသည်လို့ဒီညနေပဲဆုမွန်တောင်းပေးလိုက်ရပါတယ်။ဒီအားလုံးပဲမင်္ဂလာပါကျွန်တော်တူလီလေးနဲ့ပြန်တဖန်ပြန်နဲ့ဆုံတွေ့ကြမှာပြန်နော်။ဒါကတော့ကျွန်တော်တို့တစ်ပတ်စာပေါ့နော်ကျွန်တော်တို့နှစ်ရက်ကကျွန်တော်ဖောင်းရရှိရအတွက်ကြောင့်ကျန်သုံးရက်စာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့မွေးပတ်တီနဲ့ကျွန်တော်တို့အထူးမွေးတောင်းခွက်ပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့အစောဆုံးလာနိုင်ပါတယ် ော်အစောဆုံးလာနေမြပတ်တိလည်းဖြစ်သလိုအမ်ဒီ၃ခွက်ကလည်းကျွန်တော်စိုက်မူရပေးမယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒီ၃ရက်အတွင်းမှာကိုစင်ပေးနိုင်မယ်ကျွန်တော်တို့အထူးမွေ၃ခွက်လည်းဖြစ်ပါတယ်ဗျကျောက်ကဘာဆန်ငါရတလာရင်းငလာပါနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလေဒီ like and subscribe လေးဒီနှစ်ရတိကခုဒီမှာရနှစ်ခဲ့ပြီးသွားလို့ရပါတယ်ဗျခင်ငလာပါ Okay, 3D လေးအားလုံးပဲကန်ကောင်းပါသေးမယ်။နက်ပြန် 3D နော်။တတိလောင်းယူမယ်။နေပါမနက်ပြန်တော့ဒီနေ့ကျွန်တော်15ရက်ရှိပြီနော်။နက်ပြန်ကျွန်တော်တို့ 2D ရော 3D ရောထွက်ရှိမှာဖြစ်ပါတယ်။မင်္ဂလာပါဗျာ။ကျွန်တော်မင်းလည်းလည်းမ လက်လက်လိုက်လက်မလေးတွေနှိပ်ခဲ့ပြီးသွားပါအောင်ကျွန်တော်ဒါနဲ့ဆိုရင်ပြီးလာတာကတော့ကျွန်တော်တို့ငါးဘက်ညောက်ရှိပြီပါနော်ကျွန်တော်အပတ်ရည်နဲ့ပဲကြားပြီးသွားမှာဖြစ်ပါတယ်အဲအခုတစ်ပတ်ဒီရဒီတစ်ပတ်မှာကျွန်တော်ဆက်ပြီးမှဆိုရင်တော့ကျွန်တော်တို့၅ဘတ်မြောက်၆ဘတ် ပေါ့နော်ဆိုတော့ဒါလျှောက်တော့ပြီးလာပါတယ်ဒီပတ်တီးဒီလည်းပဲကျွန်တော်ရဲ့ကိုယ်မိုင်မွေးပတ်နိုင်ပါတယ်နော်ပတ်တီးကတော့တစ်လုံးပဲနော်ပတ်တီးတစ်လုံးနဲ့မွေး၃ခွက်ပါနော်ပတ်တီးလည်းပတ်မယ်၃ခွက်ကိုလိုက်မယ်ပတ်တီးမပတ်ချင်တဲ့ကိုယ်မိုင်တော့မွေး၃ခွက်ကိုတော့အမ်မွေးနိုင်ပါတယ်ပေါ့နော်ဒီ၃ရက်အတွင်းမှာโอเคကဲမင်္ဂလာပါဗျာဒါဆိုရင်ကျွန်တော်တို့စက်ကြည့်အောင်ပါเนาะကျွန်တော်တို့ခွန်ခွန်လေးခွန်အပတ်ကနေကျွန်တော်စက်ပြပြီးမယ်เนาะ ဒီမှာကျွန်တော်အပတ်ရင်းနဲ့တောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ခုံခုံကျွန်တော်တို့လေးခုံကနေကျွန်တော်တို့စပြီးတော့ကြည့်အောင်ပါခွန်ခွန်လေးခွန်ကျွန်တော်တို့ကိုငါကျွန်တော်တို့32နော်ဒါကတော့ကျွန်တော်တစ်ပတ်စာပါ နေ့တိုက်ကတော့လက်ပြန်ဖြစ်နေဖြစ်နေကျွန်တော်တို့အခုညာပိုင်းဖြစ်နေဖြစ်နေပေါ့နော်နေ့တိုက်ကြီးကတော့ဟုတ်တယ်မလားဒါတော့ကျွန်တော်တပတ်စာဖြစ်ပါတယ်ကျွန်တော်တို့ညာတော့ကျွန်တော်တို့60မှာ7ပါ58ခွန်ရှိကျွန်တော်တို့၄တဖြစ်ပါတယ်ခွန်ရှိ၄တကျွန်တော်တို့၄၂ 62မှာ8ဖြစ်ပါတယ်ဂီတာဆိုင်ကျွန်တော်တို့စက်ကြည့်အောင်ပါနောက်ပါမှာကျွန်တော်ပါထွက်ထားလဲ26နဲ့ကျွန်တော်တို့တုံညာလေးနော်နင်းလာနေမနေ့ညကျွန်တော်တို့ထွက်ရှိခဲ့ပါတယ်ပြီးတော့ရင်ကျွန်တော်တို့နေ့တုံညာခွန်တော့ ကျွန်တော်တို့62မှာ2ဖြစ်ပါတယ်62မှာ2ပါဒီပတ်တီကိုလည်းကျွန်တော်ကလုံးဝကြိုက်တယ်ဗျာဒီ3ရဲ့3ချိန်အတွင်းမှာကျွန်တော်လုံးဝကြိုက်နေတဲ့ပတ်တီလေးဖြစ်တယ်ဗျာနော်ကျွန်တော်တစ်ခွန်ကျွန်တော်တို့62မှာ10ဖြစ်ပါတယ်ကျွန်တော်တို့13ဆိုပြီးတော့မှယခုပတ်တော်မို့နော်ဒါကျန်ခဲ့တဲ့ပတ်တီရာဖြစ်ပါတယ် နော်တည်တုံဆိုရေးပေးသွားခဲ့ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခွန်ခွန်လေးခွန်ပတ်လေးကိုကျွန်တော်ရှင်းအောင်ဒါဆိုရင်ကျွန်တော်ကြည့်အောင်ပါ။3 3ခွန်ဆိုတဲ့ဒီဆောင်သုံးလုံးပေါင်းခြင်းကိုတစ်ချက်ကြည့်မယ်3 3ခွန်ဆိုတဲ့ဆောင်သုံးလုံးပေါင်းခြင်းဟုတ်ပြီနော်ခွန်ရဲ့၃ရဲ့ပေါင်းခြင်းကကျွန်တော်တို့၃ညပါ၃ညရဲ့၃ရဲ့ပေါင်းခြင်းကကျွန်တော်တို့၃လို့ရပါတယ်အဲ့ဒီ၃ဒီနောက်ဘက်တော့ကို ပတ်တီပဲဖြစ်ပါတယ်เนาะ၃ပတ်တီအဲ့၃ပတ်တီကိုမှကျွန်တော်တို့ကမွေးကွက်၃ကွက်ပြန်ထုတ်ပေးမယ်ဟုတ်ပြီเนาะအဲ့၃ပတ်တီဒီကျွန်တော်တို့ပါထွက်သွားလဲနောက်ပတ်ကကျွန်တော်တို့83ဒီချိန်ထွက်တယ်ပြီးရင်နောက်ဆုံးပိတ်တောက်ကြနေညနေမှာ13ဆိုပြီးတော့မှကျွန်တော်တို့ပိတ်သွားခဲ့တာလည်းဖြစ်တယ်ဟုတ်ပြီเนาะဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်အောင် ဆိုရဲဒီ၃လုံးပေါင်းခြင်းပါဒီရဲ့၄ရဲ့ပေါင်းခြင်း၈၈ကပေါင်းခြင်းဟာ6เนาะ၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာဖြစ်လဲ၄၄၈ဆိုရဲ၃လုံးပေါင်းခြင်းဟာကျွန်တော်တို့6လို့ရပါတယ်6လို့ရခြင်းကြောင့်ကျွန်တော်တို့သူ့နဲ့တွဲသုံးပြရမှာเนาะသူ့ရဲ့ညီကိုကျွန်တော်ပြန်ကြည့်မယ်6ရဲ့ညီကိုဒီကျွန်တော်တို့ဘာရှိမလဲ9 6ခွန်ဆိုပြီးတော့ရှိမယ်ဟုတ်ပြီเนาะ9 6ခွန်အပြီးပါ เนาะกี้လို့လည်းပြောလို့ရတယ်ဒါက3တလုံးကို5 6 9နဲ့နောက်ပတ်မှာကျွန်တော်တို့ပြီးပြရမယ်เนาะပြရမယ်သူကလည်းကျွန်တော်မွေး3ခွက်ထွက်မှာပြ3နဲ့ဆိုရင်ကျွန်တော်ဘာထွက်မလဲ35 36 39ဆိုပြီးတော့မှကျွန်တော်တို့မွေးပြရလိမ့်မယ်ပြဒါကတော့ကျွန်တော်တို့အထူးမွေးရမယ်เนาะအထူးမွေးရမယ်အထူးမွေးပတ်ရမယ်เนาะအထူးမွေးဒီ3ခွက်ထွက်မှာပြအထူးမွေး3ခွက်မှာကျွန်တော်တို့ဘာထွက်သွားလဲ ကျွန်တော်တို့39ဆိုပြီးတော့53သူကတော့ခွန်ထိတ်စင်းရပေးထားရပေါ့နော်ဒါတော့မိတ်ဆွေများတော့အားပေးတင်ပါတယ်ဟုတ်ပြီနော် iPad မှာကျွန်တော်တို့53နဲ့ထွက်တယ်ကျွန်တော်တို့တနင်္လာအင်္ဂါမှာကျွန်တော်လာထွက်သွားတယ်၃တလုံးကကျွန်တော်တောက်ကြနေမှာ13ဆိုပြီးတော့ကျွန်တော်ပြန်ဆင်းသွားတယ်နော်အဲ့ဒီမှာကျွန်တော်တို့မွေးကွက်တီ39ဆိုပြီးတော့မှကျွန်တော်တို့ပေးခဲ့တာလေးဖြစ်ပါတယ်ဟုတ်ပြီနော်ကြည့်ထားဆိုရင်ကျွန်တော်တို့ဆက်သွားမယ်နော်နောက်ဘက်ကိုဆက်သွားမယ်နောက်ပါမှကျွန်တော်တို့ နှစ်6 3 4ဆိုပြီးကျွန်တော်တို့အဲ့ဘက်ကိုဆက်ကြည့်မယ်နော်။ဒါဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလိုပဲတဲ့ကျွန်တော်တို့ဒီဆောင်၃လုံးပေါင်းကိုတစ်ချက်ကြည့်အောင်၁0 4ဆိုတဲ့ဒီဆောင်၃လုံးပေါင်းချင်းကျွန်တော်တို့ဘယ်တော့ရလဲ။၄ရဲ့ခွင့်ရပေါင်းချင်း7ပါ1ကဲပေါင်းချင်းဟာကျွန်တော်တို့ဘာလို့ရလဲ။နှစ်လို့ရတယ်။နှစ်လို့ရတဲ့အတွက်ကြောင့်ဒီနှစ်ဒီနောက်ဘက်ကိုပတ်ပြီးဖြစ်ပါတယ်။ကျွန်တော်တို့နှစ်ပတ်ပြီးဟုတ်ပြီနော်။ညမှာပဲကျွန်တော်ရေးပြပါမယ်။ဒီဆောင်လုံးပေါင်း ဘောင်းသုံးလုံးပေါင်းကြီးရလက်သည်နှစ်ပါအဲ့ဒီနှစ်ဒီနောက်ဘက်ကိုကျွန်တော်တို့ဇာတ်ရုပ်မွေးပတ်တီးလေးဖြစ်ပါတယ်နော်ဒီကတော့အစောဆုံးလာနိုင်ပါတယ်ဗျပြဟုတ်ပြီဒါဆိုရင်ကျွန်တော်ဆက်သွားမယ်ကျွန်တော်မွေးသုံးကွက်ထပ်ထုတ်မယ်ကို1 3ဆိုတဲ့ဒီအောက်ကဒီသုံးလုံးပေါင်းကြီးကိုတစ်ချက်တော့ကြည့်အောင်ပါကိုရဲ့တကယ်ပေါင်းခြင်းကကျွန်တော်တို့၃ရပါ၃ရရဲ့၃ရပေါင်းခြင်းက၃လို့ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီပါလာမယ် ်နှစ်၃၄နဲ့နောက်ဘက်ကိုပြီးရပါလိမ့်မယ်ဟုတ်ပြီနော်နှစ်တလုံးကိုကျွန်တော်ဗာနဲ့ပြီးရမှာလေနောက်ဘက်ကို၂၃၄ဆိုတော့ကျွန်တော်ကီးလို့ပြောလိုက်မယ်ဗျနော်ကီးနဲ့အပီးကြပေးရမယ်ဗျဒါကမွေးကွက်နော်အဲ့ဒီမှာကျွန်တော်ဗာထွက်သွားလေနှစ်နဲ့ဆိုရင်နှစ်နှစ်ပူးမယ်၂၃ကျွန်တော်တို့နှစ်၄ပါတဲ့ဟုတ်ပြီနော် ကျွန်တော်တို့နှစ်သုံးနှစ်လေးဆိုရကျွန်တော်တို့အထူးမွေး၃ခွက်ရပါတယ်ဗျအထူးမွေးပတ်တီကတော့နှစ်ပတ်တီဒါဆိုရင်ကျွန်တော်နောက်ဘက်ကိုသွားမယ်နောက်ဘက်မှာကျွန်တော်ဗာနဲ့ကြာပြီးသွားတဲ့တစ်ချက်တော့ကြည့်အောင်အဲ့ဒီမှာကျွန်တော်တို့ဒီ၃နဲ့ပိတ်ပြီးတော့နောက်ဘက်ကိုကျွန်တော်ပါထပ်သွားလေ။တင်းလာနေမှာ23ကျွန်တော်တို့ 63နော်တခြားလေးကြည့်ပေးပါဟုတ်ပြီနော်ကျွန်တော်2363ပြီးတော့ကျွန်တော်တို့90မှာငါ95 32 6ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ဗာထွက်တော့တယ်အစောကြီးပဲကျွန်တော်တို့23ဆိုပြီးကျွန်တော်ထွက်ပြီးတော့ညီကိုဟုတ်ပြီနော်နှစ်တလုံးပတ်ပြီးတနင်္လာနေ့မှာပဲကျွန်တော်တို့စင်ပြေးသွားခဲ့တယ်နော်အခုဘက်ကတော့ကျွန်တော်ဖောင်းရက်လေးရှိတယ်ပေါ့နော်9936ဟုတ်ပြီနော်ပြီးသွားရင်ကျွန်တော်တို့3ညခွန် မမွေးကလည်းထွက်ပြီးပတ်တီးလည်းထွက်ပါပြီ။ကျွန်တော်တို့3968ပြီးတော့ကျွန်တော်တို့82မှာ4 9435ကျွန်တော်ပျောက်တီးပြောမယ်နော်။ပျောက်တီးကကျွန်တော်နေတိုင်းမှာပဲပြောမယ်နော်။ကျွန်တော်နေတိုင်းလေးပြီးမှာပဲကျွန်တော်ပျောက်တီးကျွန်တော်မတင်ပြပြတာလေ။နည်းနည်းတော့ကြာပြီနော်။3 9 3အဲ့ဒီမှာကျွန်တော်တို့ဒီနေ့မှာပဲငရင်လောက်သွားခဲ့ပါတယ်။အမှန်တော့35ပဲ။ 53ပေါ့နော်53နဲ့ဘောတော့တင်ထားတယ်ပေါ့နော်ဟိုတူရီဆော့ဝဲမှာတခြားဆော့ဝဲမှာဆိုရင်တော့ကျွန်တော်တို့ဘာမှတော့မပေးထားဘူးဒါကြောင့်ကျွန်တော်တော့ဘာမှတော့မယူဘူး35နဲ့ကျွန်တော်မကြည့်ဘူးနော်53ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်နှစ်တလုံးဒီ23လို့ကျွန်တော်တို့ဆင်းပြီးသွားခဲ့ပါလိမ့်။နှစ်ကတော့ကျွန်တော်တင်းလာနေမှာတစ်ချိန်ပဲဆင်းသွားပြီးခဲ့ပါလိမ့်။ကြည့်အဲ့ဒီကြောင့်ကျွန်တော်ဆက်ကြည့်အောင်။ကြည့်နောက်ပတ်အတွက်ကျွန်တော်ပတ်တီလာပြီး ဒီဆောင်သုံးသုံးပေါင်းကြီးကိုတစ်ချက်ကြည့်မယ်ခွန်၃၃ဟုတ်ပြီနော်ခွန်၃၃သုံးလုံးပေါင်းကြီး၃ရ၃ရပေါင်းကြီးက6ပါ6ကေခွန်ရပေါင်းကြီးဟာကျွန်တော်တို့ပါလေ၃ဖြစ်ပါလေ၃ဖြစ်ချင်းကြောင့်အဲ့၃ဒီနောက်ဘက်ကိုခုမကျော်ဘူးမပြောလို့ရတယ်ဗျဒီ၃ကနော်၃ပတ်တီးပါတဲ့ဟုတ်ပြီနော်၃ပတ်တီးကိုကျွန်တော်တို့ဒီဘာနဲ့ပြရမလဲဆိုရင်ကျွန်တော်တို့ကဒီ၃လုံးယူလာတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကကျွန်တော်တို့ပြတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီနှလုံး တော်တော်တော့ကြည်ပြရမယ်ဒီမှာကကျွန်တော်တို့ကဏ္ဍမရှိတဲ့အတွက်ကြောင့်ဒီနှလုံးပဲကျွန်တော်တို့တွောမယ်ဟုတ်ပြီနော်၃၃ညာနှလုံးမောင်းခြင်းဒီ၃လို့ဖြစ်တယ်၃လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပါလို့ယူရမလဲနှစ်၃လေးလို့ကျွန်တော်တို့ယူရလိမ့်မယ်ကြနှစ်၃လေးကျွန်တော်တို့ဒါကအပြီးဖြစ်ရမယ်နော်၃တလုံးကိုနောက်ပါတော့ကျွန်တော်တို့နှစ်၃လေးနဲ့ကျွန်တော်တို့ပြီးရပါလိမ့်မယ်တဲ့အဲ့ဒီမှာကျွန်တော်ပါထပ်သွားခဲ့လေနော်တစ်ချောင်းနဲ့ပိတ်သွားတယ်လေအိုင်းကြီးကအိုက်ပက်ကလေပါပြီးသွားတယ် ျွန်တော်ကြည့်အောင်ပါကျွန်တော်တို့ငါးဘတ်တီတီကိုကျွန်တော်တို့ဒီမူကပေးလာပါတယ်ကဲအခုပတ်တက်ဆက်ပင်ကျွန်တော်သုံးခွက်ပါပဲသုံးပတ်နဲ့ကျွန်တော်တို့အထူးမွေးပတ်တီပါနော်ကဲဒါဆိုရင်ကျွန်တော်ကြည့်အောင်တင်းလာနီမှာကျွန်တော်တို့လေးတုံညာမှတ်မိလားကိုတုံညာနော်ပြီးတော့ကျွန်တော်တို့သုံးတုံညာနော်သုံးပတ်တီကျွန်တော်တို့တင်းလာအင်္ဂါမှာပတ်တီကြပြီနော်သုံးတလုံးပတ်တီကြပြီ ကျွန်တော်တို့ဆက်သွားမယ်နေ့1ဟုတ်ပြီနော်မွေးကွက်မလာသေးဘူးဗျကျွန်တော်တို့60ခွန်90နမနှစ်ဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော်တို့တနင်္လာအင်္ဂါပေါ်တူကြာတာပရင်းနေမှာပါထွက်သွားခဲ့လေကျွန်တော်တို့၄ထိပ်၃အပိနဲ့53ဆိုပြီးတော့ကျွန်တော်တို့ကြာသွားပြီးခဲ့ပါတယ်3နဲ့ဆိုရင်3 2 3 3 34ဆိုပြီးတော့ကျွန်တော်တို့မွေးကွက်3ကွက်ရပါတယ် နော်ပတ်တိလည်းရမယ်ဗျာမွေးခွက်လည်းကျွန်တော်တို့ထွင်ရမယ်โอเคနှစ်တီးစားရမယ်အမတော့43နဲ့ကျွန်တော်တို့ဆင်သွားပြီးခဲ့တာနော်ရှိပါတယ်ကေတာဆင်ကျွန်တော်တို့အဲ့ဒီမှာတုံးတလုံးကလည်းကျွန်တော်နှစ်ချင်းအောင်ထပ်ထပ်ပေးထားပါတယ်ဒါတော့ဟိုမကျော်ဘူးလို့တော့ပြောလို့ရပါတယ်ဗျာတုံးတလုံးကနော်ဒါတော့ကျွန်တော်မိတ်ဆွေများအဲရေးရေးအဲလိုက်ချင်တဲ့ကိုယ်မကြီးလိုက်လို့ရတယ်လို့ပြောချင်ပါတယ်ကေဟုတ်ပြီအဲ့ဒီမှာကျွန်တော်မွေးခွက်ထပ်ထပ်တော့ဒါဆိုရင်ကျွန်တော်နောက်ပတ်ကိုဆက်သွားမယ် เนาะရှင်းလားတော့မသိဘူးဗျ။အဲဒါဆိုရင်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကလိုပဲကျွန်တော်ဒီဆောင်းသုံးလုံးပေါင်းခြင်းကိုကြည့်အောင်ပါ။ကျွန်တော်9နှစ်3ညဆိုရင်ဒီဆောင်းသုံးလုံးပေါင်းခြင်းဒီကျွန်တော်ဘာလို့ရလဲ။တောင်ရည်နှစ်ကပေါင်းခြင်းဒီနှစ်ပေါင်းနှစ်ကခွန်ရပေါင်းခြင်းဒီကျွန်တော်တို့ကိုးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ဘက်ကိုကိုးပတ်တီဟုတ်ပြီနော်နောက်ဘက်ကိုအခုပြီးခဲ့တဲ့ဘက်ကကျွန်တော်ပါထွက်သွားတယ်တင်းလာနေမှာ60ဒီနဲ့ကျွန်တော်တို့ပြီးသွားပြပါတယ်ဟုတ်တယ်နော် ျွန်တော်တင်းငန်းလာနေကကျွန်တော်ဖောင်းရရှိတယ်နော်အင်္ဂါနေ့မှာကျွန်တော်တို့စင်သွားပေးခဲ့တယ်နော်အင်္ဂါပေါ်တော့ကြာတာပြီးတောက်ကြဆိုပြီးကျွန်တော်တို့၄ချိန်နော်တစ်ချိန်ကကျွန်တော်တို့ဖောင်းရရှိသွားတယ်အဲ့မှာကိုပတ်တီကကျွန်တော်တို့64နဲ့ကျွန်တော်ပေးသွားခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကသူ့ရဲ့ key appeal လေးကိုကြည့်မယ်နော်6 1 6 6ရဲ့တိကေပေါင်းခြင်းခွန်မှာခွန်ရဲ့6ရဲ့ပေါင်းခြင်းဒီပါလေ3ပါ ၃ညကျွန်တော်တို့နှစ်၃၄နဲ့နောက်ဘက်ကိုကိုတလုံးနဲ့အပြီးဆင်းရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကပါရလေ၉ညကို၃၉လေးဆိုပြီးတော့ကျွန်တော်တို့ရရှိခဲ့တာဖြစ်ပါတယ်ဟုတ်ပြီနော်၃ကွက်အထူးမူရပါလိမ့်မယ်ပတ်တီကတော့ကိုပတ်တီရဲ့ပတ်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကျွန်တော်ခုနပြောလေနော်၉၄ဆိုပြီးတော့မှကျွန်တော်တို့ဆင်းသွားပြီးခဲ့တာဖြစ်ပါတယ် โอเคเนาะ7694ဟုတ်ပြီเนาะ7694ကျွန်တော်တို့တရှိပြန်ကြပြီးကျွန်တော်တို့82မှာ4ကျွန်တော်တို့85ကျွန်တော်52မှာ2ကျွန်တော်တို့88ကျွန်တော်တို့62ဆိုပြီးတော့မှကျွန်တော်တို့ပြိတ်သွားခဲ့တာလည်းဖြစ်ပါလေဗျ။ ကဲ120မင်္ဂလာပါကဲ alliance subscribe လေးနှိပ်ပွားပြပါကဲအများကြီးအများရောက်အခုနေလို့အခုလိုအခါမှာချက်တဲ့ကိုဒီမှလေလေကျွန်တော်ရဲ့ 2D ဖြစ်ဖြစ် 3D ဖြစ်ဖြစ်เนาะကျွန်တော်ရဲ့တက်တော်မူလေးနေပဲเนาะပေါ့စီရှင်နဲ့ရာစီချင်ပါတယ်နောက်အခုလိုအခါခဲတဲ့အခါမျိုးမှာတော့ဟုတ်ပြီเนาะကဲအားလုံးပဲရကြပါစေဗျာเนาะကဲဒါဆိုရင်ကျွန်တော်နောက်ပတ်ကိုเนาะ next ပြန်ဘောတဖူးနေကိုကျွန်တော်ပါပတ်တီးလဲစပါ ကြည်ဆောင်တော်လုံးပေါင်းခြင်း984ဟုတ်ပြီနော်ဒီဆောင်တော်လုံးပေါင်းခြင်းဒီကျွန်တော်ဘယ်လောက်ရလဲ၄ရဲ့၈ကေပေါင်းခြင်းနှစ်နှစ်ကေ၅ရဲ့ပေါင်းခြင်းဟာပါလေခွန်အိုက်ခွန်ဒီ၃ရဲ့မကျော်ပတ်တီးပါနော်ခွန်ပတ်တီးခွန်ပတ်တီးရေရပတ်လို့ရတယ်ဗျာသူ့မူတိုင်းပြန်ပြီးမယ်ဆိုရင်ကျွန်တော်ဘယ်နဲ့၅ချိန်တီးတီးပေးလာပြီနော်၅ချိန်တီးတီးပေးလာပြီအခုကျွန်တော်တို့၃ရဲ့မှာပေးမယ်ဆိုရင်ကျွန်တော်တို့၅ချိန်မြောက်၆ချိန်အောင်မယ်ဗျာနော်ခွန်ပတ်တီး ခွန်ပတ်သီးသည်တနင်္လာအင်္ဂါမှာလာနိုင်ပါတယ်ကျွန်တော်လေးကြိုက်တယ်ခွန်ပတ်သီးเนาะရေရပတ်ဘွားခွန်ပတ်သီးအဲ့ဒါကိုကျွန်တော်တို့ကဗာနဲ့ပြရမလဲမွေးကွက်ထုတ်မယ်၃ကွက်ဒီ၃လုံးပေါင်းခြင်း၈၅နှစ်ဆိုတဲ့၃လုံးပေါင်းခြင်းမှာ၈ကဲ၅ရဲ့နှစ်ကဲဆိုတဲ့ဒီ၃လုံးပေါင်းခြင်းဘယ်လောက်ရလဲကျွန်တော်တို့ငားလို့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဗာနဲ့ပြရပါလိမ့်မယ်ကျွန်တော်တို့၄၅၆နဲ့ပြရပါလိမ့်မယ်တဲ့ ဒါဆိုရင်မိတ်ဆွေများအနေနဲ့မွေးရမှာ၃ခွက်မွေးရပါလိမ့်မယ်ခွန်နဲ့ပတ်သက်ရင်ခွန်၄ခွန်၅ခွန်၆ဆိုပြီးတော့မှ၃ခွက်ကိုကျွန်တော်တို့မွေးရပါလိမ့်မယ်ဗျဒါအထူးမွေးရပါလိမ့်မယ်နော်အထူးအဲအထူးမွေးပေးရမယ်နော်နော်ခွန်၄ရေခွန်၅ရေခွန်၆ရေက ဒီ၃ချိန်အတွင်းကိုကျွန်တော်တို့အထူးမွေးရပါလိမ့်မယ်ကျွန်တော်တို့ပတ်တီးကတော့ခွန်ပတ်တီးပါโอเคเนาะဒါကတော့ကျွန်တော်၅ဘတ်လုံးကတော့လုံးဝပြီးလာတယ်ကျွန်တော်အချုံလောက်ပဲကျွန်တော်ကြည့်ထားတယ်ဟိုပတ်တီးပတ်တီးကကျွန်တော်မကြည့်တော့ဘူးเนาะဤဆက်ရပတ်တီးပဲကျွန်တော်ကြည့်ပြီးထားပါတယ်ဟိုတော့ရှောက်တော့လုံးဝပြတ်ခွင်တော့မရှိသေးဘူးဒါမှမဟုတ်ဖောင်းရက်တွေရှိတာနေနေတော့ခက်တယ်ပေါ့เนาะဖောင်းရက်တွေရှိတာတတိတော့ထားပြီးပြန်เนาะဘာပြောပြောခွန်ပတ်တီးကတော့လုံးဝကြိုက်တယ်ဗျာနော်142မှာရှိအောင်မင်္ဂလာပါခင်ဗျာ Okay အားလုံးပဲအထူးမွေးရတော့04 05 06ပဲဖြစ်ပါတယ်ပတ်တီးနေနေကတော့ခွန်ပတ်တီးပါ Okay အားလုံးပဲအဆင်ပြေပါစေနော်ဒါဆိုရင်ကျွန်တော်တို့ကဏ္ဍလေးစီလိုက်အောင်ဟုတ်ပြီနော်အချောပိုင်းကျမ်းပြီးပါပြီအချောပိုင်းနော်ကျွန်တော် 3D ကကျွန်တော်၃ခွက်ပေးထားတယ်အလုံးပိုင်းကြီးကျွန်တော်ကြီးနေရလို့ကျွန်တော်ထပ်ပေးထားသေးတယ်နော်အားလုံးပဲ ဆင်ပြေကြပါလိမ့်လို့ပြောချင်ပါတယ်။ဟုတ်ပြီနော်။ဒါကတော့ကျွန်တော်တို့16မှာကျွန်တော်တို့18အထိနော်18အထိကျွန်တော်တို့အထူးမူရပါကောင်းစင်တက်ပြီးသားတယ်နော်16ရက်မှ18ရက်အထိကိုအထူးမွေးပြရမယ်နော် ကဲဒါဆိုရင်ကျွန်တော်တို့ပတိအနေနဲ့ကခွန်ပတိကျွန်တော်တလုံးမဲ့ပြီးမယ်နော်ခွန်ပတိကိုကျွန်တော်တို့အထူးမွေးပြရမှာမယ်အထူးမွေးကျွန်တော်တို့ဘယ်နှကွက်လဲ၃ကွက်ပါအဲ့ဒါကတော့ပါလေခွန်လီခွန်ချ ခွန်5ပါဗျခွန်4ခွန်6ခွန်ခွန်4ခွန်6ခွန်5နဲ့အားလုံးပဲအလှူကြီးပေးနိုင်ကြပါစေဗျာဟုတ်ပြီနော်။ကဲ142မှာတရားမင်္ဂလာပါကျွန်တော်ကလုံးဝတော့ 100%ယုံကြည်ရလို့တော့ညွန်နေပါလေဒီအရာပိုင်းတော့ကျွန်တော်ကြိုက်တာနော်ကဲအားကတော့အလူကြီးပေးမယ်မွေး၃ခွက်နဲ့မွေးပတ်တီပါโอเคကဲမင်္ဂလာပါအားလုံးကအစီအပြေရရလားဗျကျွန်တော်လည်းဒူတီပဲမလဲတာတော်တော်ကြာပြီနော် ကျွန်တော်ဒီရက်လေးပဲဒီဘက်ကိုလှည့်နေတာပါ။ကဲအားလုံးပဲကျွန်တော်ဟန်ဆက်ပါဆန်ယူကြည့်ထားတယ်ဗျာ။တရားရမယ်တော့မယ်။ Okay နော်။ကြိုက်တယ်။ဒီကရဘက3ခွန်3ညာနော်လုံးဝမလာသေးဘူးနော်။ဒီကရဘက3ညာလည်းမလာဘူးခွန်လည်းမလာဘူး3လည်းမလာခဲ့ပါဘူး။ဟုတ်ပြီနော်။ပျောက်တီးရတော့ကျွန်တော် အဲနေတိုင်းမှာပဲပြောတော့ပျောက်တိသုံးလုံးရှိတယ်။ဒီခါလည်းပြောပြီးတော့ပျောက်တိသုံးလုံးပြီးခဲ့တဲ့ဘက်ကမှန်နေပြီးခဲ့တဲ့ဘက်ကလုံးဝမှန်နေဒီဘက်ဆက်မှန်ရင်ပျောက်တိသုံးလုံးကဘာဖြစ်မလဲအဲ့ပျောက်တိသုံးလုံးကတစ်လုံးပဲပြောင်းမှာနော် သုံးလုံးလုံးကကျွန်တော်အစောဆုံးလင်းလာနိုင်တယ်။အဲဒီသုံးလုံးလေးကနှလုံးကတော့အစောဆုံးလာနိုင်တယ်၊တစ်လုံးကတော့ပျောက်လိုက်တယ်။မပြောသေးဘူးနော်။ကြောက်ကြပါ။ဂျာတဲ့ကိုဒီမှာရအောင်ဆင်းလို့ရပါတယ်။ဒါလုံးပဲကြည့်သစ်တင်ပါလေလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလိုက်လေးကိုဒီမှာပဲကျန်နာခွင့်ပြုပါကျွန်တော်ဒီမှာအလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ကဲ16ရက်မှ18ရက်အထိမှာကျွန်တော်ဒီမှာအလုံးမဲ့ကျွန်တော်ရဲ့အဲပတ်တီဒူမွေ၃ခွက်နဲ့အလုံးမဲ့အလူကြီးပေးနိုင်ကြပါစေ။နော်။ ားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတိုင်းပိုင်းမှာရရင်လူကြပါဟုတ်ကဲ့နော်လူဖို့တန်းဖို့လုပ်ပေးတာပါကျေးဇူးတင်ပါတယ်